ပရိသတ်များအားလုံးပဲမင်္ဂလာပါ ကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ချွေးမနှင်းစီရင်ဘာဖြစ်များလဲနေရလေအမြဲတမ်းညရသည်ရောက်ရင်ကုန်ကြစိတ်တွေများတယ်ဒီနေ့ကတော့အရင်များသွားပြီဟဲ့အမေရဲ့ဒီလိုညရသည်မှာကောင်းအောင်မလုပ်ရင်ဘယ်လိုလုပ်ရမလဲ ဒီလိုအချိန်မဲဝဲချနာဝဲရတာလေချွေးမရဲ့ဒီလောက်ပတ်စံဖြုံးတာမကောင်းလေနင့်လီညီမောက်လည်းကြည့်အောင်စင်းရဲတာလည်းနွေရတီမာနေဖို့ဘလို့တွေလောက်ထားလဲဘာပတ်စံမှလည်းကောင်းအောင်မလုပ်ဘူးနင်ကြတော့အကုန်ကိုဖြုံးတီးနေတာဟုတ်လားအမေကဒီနေ့စင်းရဲတဲ့လီညီမောက်ရန်တတိတွေရနေပါလားအမေပဲတမီးတို့နှစ်ယောက်ကိုအိုးခွဲအောင်လှုပ်ထားတာလေဟုတ်တယ်လေအဲ့လိုလှုပ်ခဲလို့ငါအယမ်းမှားတယ်ငါကြတော့နောက်တရရတယ်နင်အဲ့လိုတွေဆက်လို့ရင်မလွယ်ဘူး ဒေါနီကဘာလူချွေးမနှစ်ယောက်ကိုအိုးခွေးနေတာလေချွေးမတစ်ယောက်ကိုချမ်းသာတဲ့အိမ်အကြီးကြီးပေးပြီးချွေးမတစ်ယောက်ကိုကြတော့မြေကြီးနဲ့လှုပ်ထားတဲ့အိမ်လေးပေးပါလေဘာလူဖြစ်မလဲဆိုတာသိရဖို့အတွက်ဇလန်းကိုအစကနေကြည်လိုက်ကြရအောင်အမေပဲတားနေစွစုကိုမင်္ဂလာဆောင်ပေးတာမလားအမေအခုကြတော့ဘာလူတားတို့ကိုဒီလိုမျိုးအိုးခွေးနေတာလေငါနင်ကြိုက်လို့ပေးစားတာလေငါတော့ဒီလိုချွေးမတွေမလို့ချင်ပါဘူးဒီလိုဆင်းရဲတဲ့အိမ်ကကာမလေးကိုငါအိမ်ကချွေးမဖြစ်လက်မခံနိုင်ဘူး နင်တို့တနာလို့ပေးနာအိမ်ကိုပေးလိုက်တာနော်အမေရဲ့အပြစ်ပေးစရာရှင့်သမီးကိုပေးပါအမေသာပါမားလို့လဲအေးအားလုံးဖြစ်တာနှင့်ကြမယ်သူပဲဆင်းရဲတဲ့အိမ်ကမိန်းကလေးကိုခေါ်လာချင်နေတာချစ်ကြိုက်နေရလေဒေါနီကလည်းချွေးမနှစ်ယောက်လုံးကိုဥခွဲလိုက်ပြီးသူ့ကြိုက်တဲ့ယူထားတဲ့ချွေးမနှင်းစီကိုကြတော့အင်ကပစ္စည်းတွေအလုံးပေးပြီးချွေးမတယောက်ကိုကြတော့တင်းစုံလေးတစ်ခုပေးပါတယ်။မတောင်းမမာရင်တော့စွစု။ငါကြောင်နင်ကဒီလိုနေနေရတာ နင်လေးယောက်ျားရင်လာတော့ညှို့နှက်ချက်တွေနေလာတော့အမေရလေးလာတာနဲ့ဥခွဲလိုက်တယ်။ရှင်ကပါလို့တောင်းမှန်နေရလဲမလို့ပါအောင်ရှင်။ငါနဲ့ယူလဲအဲ့လိုဖြစ်တာလေ။ဘာမှမဖြစ်ပါဘူး။နင်ကချမ်းသာတဲ့အင်အားဖြစ်ပြီးတော့ဒီလိုဆင်းရဲသလိုနေရတယ်။နင်စိတ်မပူပါနဲ့။ငါတီအင်ရဲ့တာဝန်တွေကိုသိချထိမ့်ပါမယ်။အင်ကိုဥခွဲလိုက်တာကြောင့်ဒေါနီကစီးပွားရေးလဲပဲခွဲလိုက်ပါတယ်။ဒါကလည်းဆိုင်တဆိုင်မှာလွတ်လွတ်ရပါတယ်။ဒီလိုနဲ့ပဲအချိန်တွေကကြာလာရင်းနဲ့6နှစ်ဖြစ်သွားပြီး ။ကျွေးမနှစ်ယောက်ကလည်းတားလီ၅နှစ်အရွယ်နှစ်ယောက်ရှားသွားခဲ့ပါတယ်။ဒီလိုနဲ့ရန်ပူရဲရာသီဥတုကိုရောက်လာပါတယ်။ဒီမှာတွေ့လားတရင်သာမှာရန်ပူရဲလို့ပါလာတယ်။ဟုတ်တယ်။အရန်ပူရဲဆိုတာသိရဲ့လေ။အဲ့ဒါကြောင့်အဲကိုနေကိုသေချာတန်ရှင်းအောင်လှုပ်ထားတာ။အဲကိုမိဖို့ကြောင့်မှလည်းတက်မယ်လို့စဉ်းစားနေရ။နင်းစီရဲ့အဲကွန်ကဘသူကမိဖို့ကြောင့်မှတက်မှာလေတဏီကုံလေးနေတော့မဟုတ်ဘူးလေတဏီကုံမနေလဲနှင်းအတွက်ထမင်းကြမ်းထည့်ရတယ်ကလေးတို့တော့လည်းချက်ရသေးတယ် အမေအတွက်လည်းတစ်ခုမဟုတ်တစ်ခုလောက်ရတယ်ငါတော့အဲကွန်းတက်မယ်လို့စဉ်းစားပြီးပြီးငါ့ကိုမတားနဲ့တဖက်မှာနှင်းစီကတော့မိဖို့ကြောင့်မအဲကွန်းတက်လိုက်ပြီးနှွေရသည်မှာအေးအေးထဲမှာအေးအေးဆေးဆေးနဲ့ထမင်းဟင်းချန်နေပါတယ်တဖက်မှာလင်ညီမဖြစ်တဲ့ဆူဆူကလည်းအပူချိန်မှာစိတ်ညင်နေပါတယ်အမေရေတားရုပ်ပန်ကလည်းရမ်းအားနေနေပြီးလေလဲမလာတော့အပူချိန်ကလည်းရမ်းများနေပြီးအမေတခုခုလုပ်ပါလားဟုတ်တယ်သားရဲ့အရန်ပူတာပဲနေအဖေကလည်းလာစာမရသေးဘူးလေ လာစာရရင်ပန်ကပြင်မယ်လို့ပြောထားတယ်လေလာစာရဖို့ကလည်းလို့သေးတယ်ငါတော့အကျန်ခုခုရအောင်လုပ်ရမယ်တားရဲ့စိတ်မညစ်ပါနဲ့အမေတခုခုရအောင်လုပ်ပေးမယ်နော်စုစုကလည်းညီကြီးနဲ့နောင်ချီတွေရောပြီးအိမ်ရဲ့နေရံတွေကျမ်းမြင်တွေကိုလိုက်တုတ်တာကြောင့်အိမ်ကနည်းနည်းအေးလာပါတယ်တပတ်မှနှင်းစီကတော့အိမ်တစ်ခုလုံးမှာအေးကုန်နေတက်ပြီးဝရန်တာရီမှာလည်းပန်ကရီတက်ထားပါတယ်ချွေးမရေဝရန်တာရီမှာဘာလို့ပန်ကတက်တာလဲဒီနေရာမှာဘာလို့လို့လဲအပေါ်တွေလုံနေရပါပဲ အမေရဲ့တနေကုန်အခန်းထဲမှာပဲထိုင်နေမှာမဟုတ်ဘူးလေဝရန်တာတွေမှာလာထိုင်မယ်လေသမီးပန်ကတက်လိုက်တာအဆင်ပြေတယ်မှတ်လားအရင်အဆိုညနေဖက်ပဲလာထိုင်တာလေအခုဆိုနေ့လည်ခင်းမှလည်းလာထိုင်လို့ရပြီပဲနေရတော့လေအားနဲ့ပတ်ဆိုင်ကောင်းအောင်ပဲလုပ်နေရပဲဒေါနီကနှင်းစီကိုပြောနေတဲ့အချိန်မှာပဲစွတ်စွတ်ကအပြင်းမထိုင်ပြီးဝါးနေရက်တောင်လုံနေပြီးတော့ညီအိုးတွေမြေပကန်တွေလည်းလှုပ်ပြီးတော့နေပူပြထားပါတယ်စွတ်စွတ်ရေ ငါလာတာမရသေးဘူးနင်ကြတော့ဝါနဲ့ရက်တောင်လေးလှုပ်ထားတယ်မြေဦးလေးလှုပ်တာကြောင့်အေးရက်နဲ့ဟင်းနေလဲမပြည့်စည်တော့ဘူးမြေပကံတွေအိုးတွေမကဘူးမြေကြီးနဲ့ပလင်းပါလှုပ်ထားတယ်ရေတောက်လို့ရတယ်လေမြေကြီးတွေနဲ့ကျန်းပြင်တွေလည်းတုတ်ထားတယ်အဲ့တော့အရောက်အေးနေမှာပဲဒေါနီကလည်းသူ့ချိန်မှရဲ့နားလေမှုနဲ့ကြိုးစားမှုကိုကြည့်ပြီးသဘောကျနေပါလေဒီလိုပဲအချိန်တွေကြာသွားပြီးတော့တရက်တရက်အပူချိန်ကလည်းများလာခဲ့ပါသေးတယ် အမေကသားပန်းချံကိုခိုးသွားခိုင်းတာအမေကသားကိုအိမ်မှာပဲရေကူးကန်လုပ်ပေးလိုက်ပြီပဲအမေကရင်ကောင်းတာပဲဒါရီကဘာမှမဟုတ်သေးဘူးအခုချိန်မှာဝတ်ရတဲ့ဥစားတွေသွားဝယ်မယ်ဒါတော့ပူအိုက်နေတာဒီလိုဥစားတွေမဝတ်ရဘူးလေနှင်းစီနဲ့သူ့သားကကားနဲ့ထိုင်ပြီးကုန်းတိုက်ကြီးကိုဈေးဝယ်သွားပါတယ်အလုံးအတွက်ဈေးကြီးတဲ့ဝတ်စားတွေအများကြီးဝယ်ပြီးတော့ပုတ်ပားတွေဝတ်စားတွေလည်းဝယ်ခဲ့ပါတယ်တောင်းတိကလည်းဖြုတ်ရည်တွေဝယ်ကြိုက်ပါတယ်တပတ်မှဆုစုကတော့အိမ်မှာရှိတဲ့ခြေအဝတ်စားကိုချုပ်ပြီး စစ်စုယောက်ျားကလည်းဒီနေ့လစာရပြီးတော့သူကလမ်းကအပြန်အပုံနှင်းမောင်ကုလာအဆုတ်တစ်ခုတွေ့ပြီးအင်ကိုဝယ်လာခဲ့ပါတယ်။ရှင်ကကုလာတော့ဝယ်ပြီးပြီ။ဒီကုလာလေနည်းနည်းပဲလာတယ်လေ။တခုခုတော့လောက်ရမယ်နော်။စစ်စုကလည်းကုလာကိုမြက်တွေနဲ့မြေကြီးတွေနဲ့ဘေးကိုလုံအောင်လုပ်ပြီးလေတွေကလည်းအေးနေပါတယ်။သူကရူပီ၁၀လောက်နဲ့ရေခဲတွေကိုကုလာတွေထည့်ပါတယ်။စစ်စုကလေအေးလေးရပြီးတော့ညဘက်ကျရင် အေးအေးနဲ့ရဖို့အတွက်စောင်းတွေရေစွတ်ပြီးကျင်းမြန်မာအိပ်ပါတယ်။ တစုကအပူချင်းကြောင့်အင်းကလူတွေကိုတက်မြားရေးတိုက်လိုက်ဒိန်ချင်းတက်လိုက်နေလုံနေပါတယ်။တဖက်မှာနှင်းစီကတော့ဈေးကြီးတဲ့အအေးတွေမှားထားပါတယ်။အမေတို့အတွက်ဈေးကြီးတဲ့လက်ဆက်တဲ့အသီးဖြော်ရည်တွေမှားထားတယ်နော်။အမေတို့အပူချင်းမှာအေးဆေးလေးတောက်လို့ရပြီ။နေရလေနေရာတိရောက်တာနဲ့ပတ်စံတွေအများကြီးဖြုံးပြီးသွားပြီနော်။ငါဗန်ပတ်စံတွေလည်းကုန်နေပြီ။အခုအအေးတွေလည်းရန်ဈေးကြီးတယ်လို့ပဲ။ငါတို့ကနေရာတိမှာတက်မြားရေးတခြားဖြော်ရည်တွေလည်းတောက်လို့ရတယ်လေ။နေရလေနော်။ငါစေတနာနဲ့လုပ်ပေးတာလေ။ ဟိုဆုဆုလိုပဲဖြစ်တယ်လို့ငါထားနေတာမဟုတ်ဘူး။ဘာမှလှုပ်ပေးလို့မရဘူး။နင်းစီသားကလည်းပြင်ကိုတော်ပြီးဆုဆုသားကိုရေခဲမုံစားပြပြီးပြောခဲ့ပါတယ်။ဒီမောင်တွေ့လားငါအမေကဈေးကြီးတဲ့ရေခဲမုံမှားပေးထားတာ။ရူပီ900ပေးရတယ်။မင်းစားကြည့်ရင်အခွန်မကတ်နေလေစားကြည့်လိုက်။ငါအခွန်မကတ်နေတာစားစရာမလိုဘူး။ငါအမေနဲ့ပြောပြီးတော့အခုပဲရေခဲမုံဝယ်ခိုင်းမယ်။သူစုသားကလည်းအင်ကိုလာပြီးတော့သူ့အမေကိုဈေးကြီးတဲ့ရေခဲမုံကိုစားဖို့အတွက်ပြောခဲ့ပါတယ်။ စစ်စုကလည်းစင်းရဲတာကြောင့်ရူပီ90ရန်ရေခဲကြောင်းနဲ့ဖြိုးရည်လေးပဲဝေလိုက်ပါတယ်။စစ်စုကလည်းသူစင်းရဲတာကြောင့်ရင်းစင်းညင်နေပြီးအဆင်မပြေလိမ့်ဖြစ်နေပါတယ်။ဒါပေမဲ့ဘသူကမှဘာမှမပြောခဲ့ပါဘူး။နင်းစီကတော့ပူချိန်မှတောင်နောက်ထပ်နေရန်ကအေကုန်းတွေထထိတ်ဖို့လုပ်နေပါတယ်။သူရောက်ခမကိုပြောခဲ့ပြီးရောက်ခမကတားပေမဲ့လည်းသူရောက်ခမစကားနားမထောင်ပဲတိမ်လုံးမှာနေရန်ကဲအင်းကုန်းတွေကိုထည့်လိုက်ပါတယ်။နင်းစီနင်းယူနေပြီလား။ငါတို့တားထားတာကိုဘာလို့နေရန်ကဲအင်းကုန်းတွေတတ်တာလဲ အိမ်မှာနေရာတိုင်းမှာအေးကွန်းတွေရှိတယ်လေငါပတ်စံတွေလည်းမရှိတော့ဘူးအခုလဲကြည့်အောင်ဘန်ကတ်မှာလည်းမရှိတော့ဘူးငါစီးပွားရှာတယ်ဆိုပြီးနင်ပတ်စံကိုဖြုံးညင်တယ်လို့မဖြုံးနဲ့ငါလေးပင်မန်းပြီးပတ်စံရှာရတာငါတောင်းမှန်ပါတယ်နင်ပန်ကတ်မှာပတ်စံတွေမရှိတော့ဘူးဆိုတာမသိလို့ပါသူများတွေပြောတာတိတ်မှန်တယ်လှုပ်ချင်တာလှုပ်ပြီးရင်တောင်းမှန်နေတယ်ငါချွေးမနှစ်ယောက်ကိုအိုးခွဲတာအရန်မှားသွားပြီးဆူဆူကလည်းအချင်းပြည့်အပူထဲမှာပတ်စံမကုံပဲဘလို့နေရလဲသိတယ်နင်ကြတော့အားရင်ပတ်စံတွေပဲဖြုံးနေရလေ အိုင်းအဝတ်စားဝယ်မယ်ပါဝယ်မယ်တော်ပြီဒီနေ့အစားပြီးဒီအိမ်မှာငါပြောတာပဲလှုပ်ရမယ်ငါအရှင်ကလှုပ်ခဲ့တဲ့အမှားကိုအခုပြင်မယ်ဒေါနီကလည်းအပြင်ကိုသွားပြီးတော့စင်းရဲတဲ့တားနေချွေးမကိုအိမ်နေခေါ်လာခဲ့ပါတယ်အိမ်မှာတက်ထားတဲ့နီယန်ကတ်အေးကုန်းတွေကိုလည်းဖြုတ်လိုက်ပါတယ်အိမ်နေကစားပြီးဒေါနီပြောတာပဲအားလုံးလှုပ်ရပါတယ်လင်းကြီးမနှစ်ယောက်ကလည်းအဆင်ပြေသွားပြီးတော့မိသားစုနှစ်စုလုံးကပျော်ရွှင်စွာနဲ့အေးအေးဆေးဆေးအတူတူနေထိုင်သွားကြပါတယ် ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။